။ KIA ကချင်းလွတ်လပ်ရေးတပ်မတော်နဲ့မဟာမိတ်တွေပြစ်ချလိုက်လို့မီးလောင်ပြီးတော်တယ်ပြက်ကျသွားတဲ့ရဟတ်ရင်ကနေစစ်သားအလောင်း16လောင်းနဲ့လက်နက်မျိုးစုံ14လက်တွေ့ရတယ်လို့ဒေတာတွင်မီဒီယာတွေကဖော်ပြပါတယ်။မေ20မှာဗမော်မြို့မှာပြစ်ချလိုက်တဲ့ရဟတ်ရင်20တဲကတော်တယ်ပြက်ကျပြီးမီးလောင်နေတဲ့ရဟတ်ရင်ကနေဒီလိုတွေ့ရှိတာဖြစ်ပါတယ်။ရွှေကူဘက်ကိုပြက်ကျပြီး ပန်ကာကျိုးလို့ဆက်မပြန်နိုင်တဲ့ရဟတ်ရင်ကိုလေ KIA တပ်တွေကမေ27မှာဒရုန်းနဲ့ဘုံချပြီးဖျက်ဆီးလိုက်ပြီလို့ဆိုရှယ်မီဒီယာမှာ ဗီဒီယိုပုံတွေပြန့်နေပါတယ်တောထဲမှာရဟတ်ရင်နဲ့အတူမီးလောင်သွားတဲ့အလောင်းတွေထဲမှာလေရင်မှူးတွေနဲ့ဗျူဟာမှူးပါဝင်နိုင်တယ်လို့ယူဆရပေမဲ့အလောင်းတွေကဘယ်သူမှမသိအောင်ပျက်စီးနေပြီလို့ဆိုပါတယ် ရဟရင်တဲ့အတူပါလာတဲ့60မီလီမီတာမော်တာ RPG လောင်းချာပါဝင်လက်နက်မျိုးစုံ14လက်ဟာလည်းမီးလောင်ထားလို့ပျက်စီးနေတာတွေ့ရပါတယ်။စစ်ကောင်စီဘက်ကတော့ KIA ကပြစ်ချလို့ရဟရင်နှစင်းပြက်ကျသွားတယ်ဆိုတာကိုလက်မခံပဲဆက်ချွတ်ယွင်းလို့ရဟရင်တစင်းဗမော်ဘက်မှာပြက်ကျသွားတယ်လို့ပဲသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ စကိုင်းတိုင်းကလေးမျိုးကနေချင်းတောင်ကိုတက်လာတဲ့အင်အား200ခန့်ပါစစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လိုင်းတပ်တွေမေ27မနေ့ပိုင်းကစပြီးတီးတိမ်မျိုးနယ်မှာတိုက်ပွဲဖြစ်နေပြီလို့ချင်းဝေါ့မီဒီယာကဖော်ပြပါဗျ။မနေ့ဆယ်နိုင်ခန့်မှာအဲ့ဒီစစ်ကြောင်းမွာပွီးရွာနီးကိုရောက်လာစဉ် CDF CDMC ရင်အပါအဝင်ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်တာလို့ဆိုပါဗျ။ အင်အားနေရာကန့်ပါတဲ့ကား15စီးပါစစ်ကောင်စီရင်တန်းချင်းတောင်ကိုတက်ဖို့ခိုင်ကမ်းမြို့ရဲစခန်းအနီးရောက်နေပြီဖြစ်တာကြောင့်ကလေးတိုင်းငင်လမ်းမကြီးကိုယာယီပိတ်လိုက်တယ်လို့ CDF CDM စီရင်ကမေ20မှာကြေညာချက်ထောက်ပြီးနောက်တရက်အခုမေ21မှာ ရင်ဆိုင်တိုက်ပွဲဖြစ်လာတာပါမန္တလေးတိုင်းကြောင်မြို့ကနေထွက်လာတဲ့အင်အား90ကန့်ပါစစ်ကောင်စီစစ်ကြောင်းကို တော်လိုင်းတက်တီကဂျားပြက်တိုက်ခတ်ရာမှာစစ်သား၈ဦးသေဆုံးတယ်လို့ PDA ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ကသတင်းထုတ်ပြန်ပါတယ်။မင်းနစဲမနဲ့ပိုင်းမှာအဲ့ဒီစစ်ကြောင်းဂျိုးကန်ကြီးရွာနီးရောက်လာစဉ်တိုက်ခိုက်တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်စီတပ်ကကြီးရွာဒီတဲကိုဝင်ပြီးပစ္စည်းတွေလူယူနေတဲ့အတွက်ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ဖော်ပြထားပါတယ်။ ပဲခူးတိုင်းပေါင်းတယ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တိန်ကုန်းတာဝါတိုင်းစခန်းကို မေ18မှာတော်လိုင်းတပ်တွေကသိမ်းပိုက်လိုက်ပြီလို့ပြည်ခရိုင်363ညနှစ်တရင်ကသတင်းထုတ်ပြန်ပါတယ်စခန်းကိုမသိမ်းရင်မေ18မှာအင်အား80ကန့်ပါစစ်ကောင်စီစစ်ကြောင်းတစ်ခုအဲ့ဒီတာဝါတိုင်းစခန်းစီကိုအင်အားဖြည့်ဖို့ရောက်လာစဉ်တော်လိုင်းတပ်တွေနဲ့စတင်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကစစ်သား3ဦးသေပြီးတဲ့နောက်စစ်ကြောင်းတစ်ခုလုံးတာဝါတိုင်းစခန်းထဲဝင်ပြီးစုပေါင်းခုခံနေရာကမေ18ညပိုင်းမှာတော်လိုင်းတပ်တွေကတာဝါတိုင်းစခန်းကိုဝင်ရှင်းတဲ့အခါမှာတော့စစ်ကြောင်းတစ်ခုလုံးစခန်းစွန့်ခွာထွက်ပြေးသွားပြီလို့ဆိုပါတယ်မေ19မှာအဲ့ဒီစခန်းကိုတော်လိုင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်ဒီစစ်စင်ကိုဘကိုးတိုင်းစစ်ဌာန view 21 ပြီးခရိုင်တရင်363-2 363-1တဲ့ပြီးခရိုင်ပကဖပူပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်မွန်ပြည်နယ်မြို့တော်မြို့နယ်ရောင်းတောင်ကျေးရွာမှာတက်ဆွဲထားတဲ့အမတ်တ31အမတ်338အမြောက်တက်ကိုဒေါ်လိုင်းတက်တွေကဝင်ရောက်တက်ခတ်ရာမှာစစ်သားတအူးသေးပြီး9ဦးဒဏ်ရာရတယ်လို့ NMSPAD မွန်ပြည်သက်ပါတီဆီဟာနာရှင်တိုက်ဖြည့်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါလေမင်းနစ်မွန်တက်၁၂နာရီမှာတိုက်ခိုက်တာဖြစ်ပြီးမိနစ်30တိုက်ပွဲကြာတယ်လို့ဖော်ပြထားပါလေဒီကရက်ဒီဇင်ဘာ16ရက်နေ့အခုမေ16အထိ9လတာအတွင်းတောင်ရင်းမြစ်တလျှောက်မှာရှိတဲ့စစ်ကောင်စီစခန်း၈ခုကိုရက်တိုက်သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲဝင်ရဲဘော်တွေကို ကရင်လူထုကမေ27မှာ အခမ်းအနားနဲ့ဂုဏ်ပြုတယ်လို့ KNU ကရင်မျိုးသားစည်းရုံးဗဟိုကသတင်းထုတ်ပြန်ပါတယ်။ဖန်ကရင်တက်မဟာခုနှစ်ဒေသတည်းရှိအဲ့ဒီစခန်းတွေကိုသိမ့်ပတ်ရေးအဓိကတာဝန်ယူသွားတဲ့ KNL ကရင်မျိုးသားလူမျိုးရေးတက်မတော်တက်ရင်22နဲ့ KNDO ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ကတက်ရင်မှုတက်ဖို့တက်မှုတွေနဲ့ရဲဘော်ရဲဘက်တွေကိုဂုံပြူတာဖြစ်ပါတယ်။ ဒီခန္ဓာကိုတမဟာခွနစ်တာဝန်ရှိသူခေါင်းဆောင်တွေဗဟုတာဝန်ရှိသူတွေပါတက်ရောက်ပြီးကရင်အမျိုးသမီးအစည်းအရုံး KWO နဲ့ဒေသခံရွာသူရွာသားတွေကကျင်းပသွားတာဖြစ်ပါလေ။ငါလာတာအတွင်းသိမ့်ပိုက်ခဲ့တဲ့စခန်းတွေကတော့မာနေပလောခလေဒီပူလူတူဖောမာသူ တခော့ပြီးကွီဒါလေမော်ကွီလူနဲ့အခုနောက်ဆုံးမော်ဖိုးကီဖြစ်ပါလေခင်ဗျာ။